စံကြွရတာကိုမယုံကြည်ကြတဲ့အနောက်နိုင်ငံမှာတော့အမျိုးသမီးတိုက်ဟာအာကာသထဲကို70မိနစ်အကြာရောက်သွားခဲ့ကြပြီးတမိုင်းမှတ်တမ်းစိုက်ထူလိုက်ပါတယ်။ကေတီပယ်ရီအပါဝင်နာမည်ကြီးအထင်ကရအမျိုးသမီးတွေချီဆုထားတဲ့ဒီအုပ်စုဟာအမေဇုန်တထေးကြီးရဲ့အာကာသယင်ကို စီးပြီးခြိတက်သွားခဲ့ကြတာပါ။အာကာသထဲမှာ70မိနစ်အကြာအတွေ့အကြုံကိုပျော်ပျော်ကြီးခံစားခဲ့ကြပြီးနေထိုင်ရာကဘာမြေကြီးကိုအဝေးကနေပြန်မြင်ရတဲ့မြင်ကွင်းကသူတို့အတွက်အမှတ်ရစရာပါ။ Oh, the moon. You guys, I will have to tell you, look at the moon. That's amazing. Wow, look at the blue line. Oh my gosh. Oh my god. Wow. That's oh my gosh. our pink moon. သူတို့ဟာအခုလိုအာကာသအတွေ့အကြုံကိုရယူဖို့အတွက်တဦးကိုအမေရိကန်ဒေါ်လာ3000ခွဲအထိပေးရဖွယ်ရှိတာမို့မြန်မာငွေနဲ့ဆို3650ကျော်ရှိပါတယ်။ 36500ပေးပြီး7မိနစ်သာကြာတဲ့ဒီခီးစဉ်ဟာလူတိုင်းလိုက်ပါခွင့်ရတာမဟုတ်ပဲကေတီပေရီအုပ်စုဟာတကယ့်နာမည်ကြီးတွေမှုအထူးအစီအစဉ်နဲ့တက်ရောက်ခွင့်ရတာပါ။သူမကတော့ကဘာမြေကြီးကိုပြန်လည်ရောက်ရှိလာချိန်မှာဘလောက်တန်ဖိုးထားကြောင်းပြသတဲ့အနေနဲ့ကဘာမြေကြီးကိုကုန်းပြီးနှမ်းပြခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။အာကာသထဲလေးလာရေးခီးစဉ်တွေကိုအနောက်နိုင်ငံကတထေးကြီးတွေအပြိုင်ကြိုးစားနေကြပြီးအမေဇုန်တထေးကြီးကအတော်လေးရှေ့ရောက်နေတဲ့ပုံပါ။ Blue Origin ဆိုတဲ့ဒုံးပြန်ရင်ဟာလက်ရှိခီးစဉ်တွေကို ပို့ဆောင်ပေးနေတာတွေ့မြင်ရပြီးတော့အသက်နဲ့လောင်းကြီးထက်ပြီးသွားရတာဖြစ်ပေမဲ့ကဘာမှာတော့လူကြိုက်များတဲ့ပုံပါ။ဘာပဲဖြစ်ဖြစ် KD Perry အပါဝင်အမျိုးသမီး6ဦးအတွက်ကတော့ဘဝမှာလုံးဝမမေ့နိုင်စရာခံစားမှုနဲ့အတွေ့အကြုံပါပဲ။မြန်မာပြည်ထဲကိုမီဒီလက်စစ်ကားတွေကိုမဆိုတင်သွင်းလာမယ်ဆိုရင် အကောက်ခွန်တုံညရခိုင်နှုန်းနဲ့တစ်နှစ်တာခွင့်ပြုပေးထားပါဗျ။ 2025ခုနှစ်ဧပြီလ3ရက်နေ့ကနေ2026ခုနှစ်မတ်လ31ရက်နေ့အတွင် လက်စစ်ကားတွေနဲ့ကားအပိုပစ္စည်းတွေတင်သွင်းရင် အခွန်တုံ့ညဖြစ်ပါတယ်။မီးအပြက်များတဲ့မြန်မာနိုင်ငံမှာ လက်စစ်ကားတွေဖွံ့ဖြိုးတိုးတက်စေဖို့ဆိုပြီးပြပမှ CPU စနစ် CKD စနစ်နဲ့ SKD စနစ်တွေနဲ့တင်သွင်းခွင့်ပြုပေးနေတာပါ။တနည်းအတွင်လက်စစ်ကားတင်သွင်းမဲ့ဆိုရင် အကောက်ခွန်တုံညဖြစ်တဲ့အထဲမှာအင်စီကားဂုံတင်ကား ခီးတဲ့တင်ရင်နဲ့စိုက်ကဲနဲ့စပိန်စတာတွေပါဝင်ပါတယ်။ဒါအပြင်လက်စစ်ကားနဲ့သက်ဆိုင်တဲ့အပိုးပစ္စည်းတွေတင်သွင်းမဲ့ဆိုရင်လည်းအကောက်ခွန်၃ညရခိုင်နှုန်းဖြစ်ပြီးတော့ပြည်သွင်းထုတ်တွေလည်းပါဝင်ပါတယ်။လက်စစ်ကားတွေကို SKD စနစ်နဲ့တရုတ်ကားကုမ္ပဏီတွေကပြည်သွင်းမှာတက်ဆင်ထုတ်လုပ်နေကြပြီးအင်စီကားတွေကနေခီးတဲ့တင်ရင်တွေအထိပါဝင်နေပါတယ်။ သို့ပေမဲ့မြန်မာနိုင်ငံကလက်စစ်မီးပြတ်တောက်မှုမြင့်မားလာနေပြီးတော့မကြာသေးခင်ကစီးရင်တွေအရာ ရန်ကုန်မှာတောင်အုပ်စုခွဲပြီးမီးပေးနေရတာပါ 2025ခုနှစ်ဧပြီလ14ရက်နေ့ညနေ3နာရီခန့်မှာထိုင်းနိုင်ငံဘန်ကောက်မဟာချိုင်းဝေလ18လမ်းမှာရန်ဖြစ်ဓာတ်ထူးမှုကြောင့်မြန်မာတအူးတည်ဆုံသွားခဲ့ရပါတယ်။ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့မြန်မာအချင်းချင်းဖြစ်ပွားတာလို့ကနအူးသိရှိရပြီးတော့တည်ဆုံသူဟာရန်ဖြစ်နေတဲ့တငယ်ချင်းကိုကူရင်းဓာတ်ထိုးခံရပြီးတည်ဆုံသွားခဲ့ရတာပါ။ လက်ရှိမှာထိုင်းရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့တေဆုံးသူကိုလည်းဆေးရုံသို့တယ်ဆောင်သွားပြီဖြစ်တယ်လို့တရားခံဖမ်းမိမမိကိုတော့မသိရှိရသေးပါဘူး။ထိုင်းနိုင်ငံမှာတင်းကြံကာလအတွင်းခိုက်ရန်ဖြစ်ပွားတာမြန်မာလေးရှိတာမို့မြန်မာတွေအနေနဲ့အထူးတရိထားတင့်ပြီးတော့တန်နိုင်ရင်အပြင်ထွက်ပျော်ပါးတာတွေကိုရှောင်ရှားတင်ပါတယ် ထိုင်းနိုင်ငံမှာဟာချိုင်းဟာမြန်မာလူသားတွေအများဆုံးနေထိုင်ကြရဒေသဖြစ်ပြီးတော့လက်ရှိထိုင်းတင်းကြံကာလမှာဆက်ယုံအလုပ်ယုံတွေတုံးရက်ခန့်အလုပ်နာကြတာရှိပါတယ်။အခုလဲဝေလ18လန်းတင်းကြံရေစော့ကြရင်ကနေမြန်မာအချင်းချင်းခိုက်ရန်ဖြစ်ပွားကဓာထုံမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့မြန်မာတအူပွဲချင်းပြီးတည်ဆုံသွားခဲ့ရတာလို့သိရပါတယ်။မြန်မာတွေတရိသားရှောင်ရှားကြပါ အစိုးရယုံဌာနဆိုင်ရာနဲ့ဝန်ထမ်းတွေဟာနေပြည်တော်ကနေရန်ကုန်မြို့တော်ကိုတပံပြန်ပြီးအခြေချဖို့လှုပ်ဆောင်နေကြပြီလားဆိုတာကစိတ်ဝင်စားစရာပါအစိုးရယုံဌာနဆိုင်ရာမြို့တော်ဖြစ်တဲ့နေပြည်တော်ဟာငလင်းတန်းကြောင့်ယုံဌာနအဆောက်အဦတွေလူနေအိမ်တွေ အများအပြားထိခိုက်ပျက်စီးခဲ့ရပါတယ် စစ်ကောင်စီဟာနေပြည်တော်ဒီငလှင်ပေးတဲ့ကြောင့်ဘလောက်ထိပျက်စီးဆုံးရှုံးသွားတယ်ဆိုတာကိုမဖော်ပြပေမဲ့မြေပြင်မှာအထိခိုက်များပါတယ်။စစ်တမ်းတစ်ခုရဲ့ပေါ်ပြချက်အရာနေပြည်တော်မှာလူနေအိမ်အဆောက်အအုံပေါင်း3950လုံးထိခိုက်ပျက်စီးခဲ့ပြီးအစိုးရရုံးနဲ့အဆောက်အအုံတွေပျက်စီးမှုက90ရာခိုင်နှုန်းရှိနေပါတယ်။ ဒီလိုကြီးကြီးမားမားပျက်စီးတဲ့အထဲမှာသမရအိန်တော်လွှတ်တော်စစ်ယုံချုပ်တွေအပြင်ဌာနဆိုင်ရာအဆောက်အဦတွေနဲ့ဝန်ထမ်းအင်အားတွေပါဝင်နေပြီးလူ830ဦးတေဆုံးခဲ့ရပါတယ်။နေပြည်တော်မှာလက်ရှိကယ်ဆယ်ရေးတွေလုပ်နေပေမဲ့ယုံဌာနဆိုင်ရာအဆောက်အဦတွေထိခိုက်ပျက်စီးမှုကြောင့်ယုံအပြင်တွေမှာဖြစ်တယ်လို့လောက်ကင်နေကြရတာကိုလည်းတွေ့မြင်နေရပါတယ်။ ယုံအဆောက်အဦတွေလူနေအင်ယာတွေအများစုဟာပြိုကျမှုတွေကြောင့်လူနေထိုင်လို့မရတော့ဘဲအများစုကလည်းပြန်လည်တိဆောက်မယ်ဆိုရင်တောင်အချိန်ကြာမြင့်နေအောင်မှာဖြစ်ပါတယ်။ယုံဌာနဆိုင်ရာအဆောက်အဦတွေပြန်တိဆောက်မယ်ဆိုရင်တောင်အ ਨੇ စုံ၃နှစ်အထက်ကြာမြင့်နိုင်အောင်မှာဖြစ်တယ်လို့လက်ရှိစစ်ကောင်စီမှာလည်းပြန်လည်တိဆောက်ဖို့ခက်ခဲနေစေပါ။ ဘာကြောင့်လဲဆိုရင်နေပြည်တော်ကိုပြန်လဲတည်ဆောက်ဖို့အတွက် American Dollar Billion ချီကုန်ကျနိုင်ပြီးလက်ရှိမြန်မာစီးပွားရေးအခြေအနေအရမလွယ်ကူတဲ့အတွက်ကြောင့်ပါ။ဒါကြောင့်အစိုးရယုံဌာနဆိုင်ရာတွေဟာနေပြည်တော်ကနေမြို့တော်ဟောင်းဖြစ်တဲ့ရန်ကုန်ကိုရွှေ့ပြောင်းအခြေချနိုင်ချေမြင့်မားနေပြီးတော့စစ်ကောင်စီအတွက်လည်းအသက်သာဆုံးဖြစ်ပါတယ်။ မန္တလေးမြို့ဟာလည်းငလင်ပေးတံကြောင့်ဆူဆူရွရွထိခိုက်ပျက်စီးခဲ့တာကြောင့်ရုံးလုပ်ငန်းတွေနေရာတကျလုတ်ကင်နိုင်ဖို့အတွက်ဆိုရင်ရန်ကုန်ဟာအသင့်တော်ဆုံးနေရာဖြစ်နေပါဗယ်။နေပြည်တော်ကပင်မယုံဌာနအဆောက်အဦတွေထိခိုက်မှုနည်းပါးတယ်ဆိုရင်တောင်လက်ရှိအပျက်စီးတွေကိုရှင်းထုတ်ဖို့အချိန်ယူရအောင်မှာဖြစ်တယ်လို့ပြန်လည်တိဆောက်ရေးကလည်းအချိန်ပေးရအောင်မှာပါ။ ဒါကြောင့်ငလှင်ပေးတဲ့ခံရမှုကလည်းနေပါပြီးရုံဌာနဆိုင်ရာအဆောက်အဦတွေအစုံရှိပြီးတော့လုံခြုံရေးလဲစိတ်ချလို့ရနိုင်တဲ့ရန်ကုန်မြို့ကိုဌာနဆိုင်ရာဝန်ထမ်းတချို့ရွှေ့ပြောင်းနိုင်ချေရှိပါတယ်။စစ်ကောင်စီဟာ၎င်းထိမ့်ချုပ်ထားနိုင်တဲ့နေမြေတွေမှာရုံဌာနဆိုင်ရာလုပ်ငန်းတွေလေပတ်နိုင်ဖို့အမြန်ဆုံးလှုပ်ဆောင်မှာဖြစ်ပြီးလက်ရှိကွန်းပြင်မှာပုံဖမ်းပြနေဖို့ကမိုးရွာတီမှာအလုံးမဖြစ်ပါဘူး။ ဒါကြောင့်လာမယ့်မိုးရသည်မရောက်လာခင်အချိန်မှာနေပြည်တော်ကရုံးဌာနလုပ်ငန်းတချို့ဟာရန်ကုန်မြို့ကိုရွှေ့ပြောင်းနိုင်ခြေမြင့်မားတယ်လို့ယူဆရပါတယ်။မြန်မာနိုင်ငံကတဘာဝတန်ရာစာတပိုးကျွယ်ဝတဲ့နိုင်ငံဖြစ်တာကြောင့်တဘာဝတန်ငွေကနေရတဲ့ပတ်စံနဲ့နေပြည်တော်ကိုတည်ဆောက်ခဲ့တာပါ။ ဟုတ်ပါတယ်မြန်မာနိုင်ငံဟာတဘာဝတန်းငွေတင်ပို့ရောင်းချမှုကနေနှစ်စဉ်အမေရိကန်ဒေါ်လာ1ဘီလီယံအထက်ရရှိနေပြီးအများစုကရွှေနဲ့ဇောဒီကစီမံကိန်းတွေကနေရပါတယ်စစ်ခေါင်းဆောင်ဟောင်းဖြစ်တဲ့ဦးတန်းရွှေဟာတဘာဝတန်းငွေကနေရရှိတဲ့ငွေတွေနဲ့နေပြည်တော်ကို2006ခုနှစ်ကနေစလို့ခန်းခန်းနာနာတည်ဆောက်ခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံဟာတဘာဝတန်းငွေတူဖော်မှုတင်ပို့မှုနဲ့တရုတ်မြန်မာရေနံနဲ့တဘာဝတန်းငွေပိုက်လိုင်းကနေအ धिक ဝငွေရရှိနေတာဖြစ်ပြီးအခွန်အခနဲ့တင်ဒေါ်လာတန်းရာချီရရှိနေတာဖြစ်ပါတယ်။အယက်သားအစိုးရခေတ်မှာတရားဝင်ထုတ်ပြန်ချက်တွေအရနှစ်စဉ်အမေရိကန်ဒေါ်လာ3.5ဘီလီယံအထိရရှိနေပြီး9နှစ်အတွင်းဒေါ်လာ16.5ဘီလီယံအထိရရှိခဲ့တာကိုကြည့်ရင်ဘလောက်ထိရလဲဆိုတာသိနိုင်ပါတယ်။ 1990ခုနှစ်ကတည်းကတဘာဝတန်းငွေသူ့ဖော်မှုတွေစတင်ခဲ့တာမို့နှစ်စဉ် American Dollar Billion ချီရရှိနေတာမှန်ပေမဲ့အကျိုးအမြတ်အရာမြန်မာကပဲအကုန်လုံးရရှိနေတာတော့မဟုတ်ပါဘူးမြန်မာဟာတဘာဝတန်းငွေသူ့ဖော်မှုတွေမှာအချိုး15ရာခိုင်နှုန်းနဲ့အခွန်အခတွေသာရရှိနေတာကြောင့်တကယ်တမ်းပုံမှန်ရရှိနေမှုကတစ်နှစ်ကိုဒေါ်လာတန်း350ဝန်းကျင်မှာပဲရှိမယ်လို့ယူဆရပါတယ် အာနာသိမ့်ပြီးတဲ့နောက်တဘာဝတန်းငွေတင်ပို့မှုတွေကိုအေးအေးယူပိတ်ဆို့တာရှိပေမဲ့ဝန်ငွေအမြောက်များရရှိနေစေဖြစ်ပြီးစစ်ကောင်စီအတွက်နိုင်ငံခြားငွေအဓိကရတဲ့လုပ်ငန်းဖြစ်ပါတယ်။စစ်ကောင်စီကတဘာဝတန်းငွေတူဖို့တင်ပို့ရောင်းချမှုကနေရရှိတဲ့ငွေကြေးကိုစစ်ရေးဘက်ကမှသုံးစွဲနေပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေအတွက်အဓိကအထောက်အပံ့ဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့မက်လ28ရက်နေ့တုန်းကငလင်ကြောင့်ဘန်ကောက်မြို့ချက်သူချက်ရှိဆောက်လုပ်စဲနိုင်ငံတော်စင်းစစ်ရုံပြိုကျမှုမှာမြန်မာ3ဦးသေဆုံးပြီး25ဦးပျောက်ဆုံးထားပါတယ်။ထိုင်းဆိုရကအဆိုပါ33ထက်ရှိတဲ့အထက်မြင့်အဆောက်အဦးပြိုကျမှုကြောင့်နိုင်ငံခြားသားလုပ်သား38ဦးတေကျေထိခိုက်ပျောက်ဆုံးထားတယ်လို့ဆိုပြီးနာမည်တွေကိုပါထုတ်ပြန်လာတာပါ။ထုတ်ပြန်ချက်အရပျောက်ဆုံးနေတဲ့မြန်မာနိုင်ငံသား25ဦးအထိရှိနေပြီးတေဆုံးသူစီးရင်က3ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိလို့ဆေးရုံတင်ထားရသူ9ဦးအထိရှိတယ်လို့ဆိုထားပါဗျ။အမီစင်းရင်တွေအရာတေဆုံးသူမြန်မာနိုင်ငံသား3ဦးရဲ့အမီတွေကကိုတန်းတိုးအောင်မောင်ကူကူနဲ့မဆင်စင်ညွန့်လို့ဖြစ်ကြတယ်လို့ဆိုထားပါဗျ။ပျောက်ဆုံးနေတဲ့မြန်မာနိုင်ငံသား25ဦးကတော့ကိုအောင်စင်စော ကိုကျော်သူဝင်းကိုလူစီယာဦးကိုတန့်စင်ဦးကိုသိန်းစုကိုချစ်ဦးကိုညွန့်ဝင်း ကိုမိုးကျော်အောင် ကိုစောအောင်ရဲစုကိုမြင့်ထွန်း မောင်ကျော်ထမောင်ကြည်တန်ကိုအောင်သူဟိန်မနန်းမွန်မောင်ချစ်ဦးကိုခန့်မင်းထက်မဆွဆွေဝင်းမဣမေပိုင်မရင်မြမကြားရန် ကိုရန်လင်းကျော်မအေးအေးဖြူကိုနိုင်ထက်လင်းကိုဆိုင်းဆန်ဝမ်းတို့ဖြစ်ကြပါတယ်ထိုင်းအစိုးရကတော့တည်ဆုံးတဲ့သူတွေကိုဘက်နှစ်တန်းအထိနှစ်နာကြီးပေးမယ်လို့ပြောဆိုထားပြီးတိခိုက်တန်းရရသူတွေကိုလည်းနှစ်နာကြီးတွေပေးဖို့ပြင်ဆင်နေပါတယ် အဆိုပါနာမည်စင်းရင်မှာပါသူရီရဲ့တက်ဆိုင်ရာဆွေမျိုးသားချင်းတွေအနေနဲ့လာရောက်ဆက်သွယ်ကြဖို့ထိုင်းအစိုးရကတိုက်တွန်းထားပြီးဆောက်လုပ်တဲ့တရုတ်ကုမ္ပဏီကိုလည်းစုံစမ်းစစ်ဆေးနေပါတယ်။ဒါကတော့လက်ရှိထိုင်းနိုင်ငံကစက်ရုံတစ်ခုမှာမြန်မာတွေအလုလျှောက်ဖို့စူဝေးနေကြတဲ့ပုံရိပ်တွေပဲဖြစ်ပြီးလူဘလောက်များလဲဆိုတာတွေ့မြင်နိုင်ပါတယ်။အလုစက်ရုံတစ်ခုရဲ့ခေါ်သူဥယီကအနှင်းငယ်ပဲဖြစ်ပေမဲ့လာရောက်လျှောက်ထားတဲ့မြန်မာလူငယ်တွေဥယီကထောင်ချီရှိနေတာကိုတွေ့မြင်ရတာကဝမ်းနည်းစရာပါ။ မနေ့3နာရီကတည်းကလာရောက်ဆောင်ဆိုင်နေကြတဲ့သူတွေအများကြီးရှိပြီးတော့တတ်မှတ်အရေးချင်းနဲ့မကန့်ညီလို့ပယ်ချခံရသူတွေလည်းအများကြီးရှိနေပါဗျ။အလုတ်ခေါ်ရမှာအိမ်ထောင်စုစည်းရင်းမှာမွေးနေ့ကွဲလွဲနေရင်တောင်အလုတ်မခံဘူးဆိုတဲ့အထည်ပြောဆိုနေကြတာတွေ့ရပြီးမြန်မာတွေရဲ့အလုတ်လုပ်ချင်တဲ့စန္ဒကိုလည်းတွေ့မြင်နေရပါဗျ။ထိုင်းနိုင်ငံမှာအလုပ်လုပ်မယ်ဆိုရင်ထိုင်းဘာသာစကားနဲ့တရုတ်စကားတက်ကြွဖို့လိုအပ်ပြီးလုပ်ငန်းအတွေ့အကြုံရရှိထားမှအလုပ်ရရှိဖို့တေချာနေတဲ့အခြေအနေမှာရှိနေပါတယ် ထိုင်းနိုင်ငံကိုရောက်ရှိလာပြီးအလုံမရရှိသေးပဲလာပေါင်းများစွာနေထိုင်ရှာဖွေနေကြရတဲ့မြန်မာလူငယ်တွေအများကြီးရှိနေပြီးတော့အများစုကအာနာသိမ့်ပြီးနောက်ပိုင်းရောက်လာကြတဲ့သူတွေပါလက်ရှိထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသား9တန်းကျော်ရောက်ရှိနေထိုင်ကြပြီးအလုံလို့ရာကနေမြန်မာနိုင်ငံကိုတစ်နှစ်လျှင် American Dollar 1 Billion ကျော်ပေးပို့နေကြတာဖြစ်ပါတယ် မြန်မာနိုင်ငံမှာစစ်မှုထမ်းဆင့်ခေါ်မှုငလင်းတန်းရေဘေးတန်းနဲ့စီးပွားရေးကျဆင်းမှုတွေကြောင့်မကြာမီထိုင်းမလေးရှားလာအိုတရုတ်တို့ကိုအလုံးအင်းထက်မှန်ရွှေ့ပြောင်းလာကြဖွယ်ရှိနေပါတယ်။အာဆီယံနိုင်ငံတွေထဲမှာအစင်းရဲဆုံးနဲ့ဝင်ဝင်အနည်းဆုံးနိုင်ငံဖြစ်ပေမဲ့အာရှမှာရုပ်အချောဆုံးနိုင်ငံများစီးရင်မှာမြန်မာနိုင်ငံကတတိယချိန်ထားပါတယ်။အာရှမှာယောက်ျားတွေထဲရုပ်အချောဆုံးနိုင်ငံအဖြစ်တောင်ကိုရီးယားနိုင်ငံကထိပ်ဆုံးမှာရှိနေပြီးတော့ တူရကီနိုင်ငံကတော့ဒုတိယနေရာမှာရပ်တည်နေတာကိုတွေ့ရှိရပါတယ်။မြန်မာအမျိုးသားတို့ရဲ့အကျင့်လက္ခဏာကဖော်ရွှေခြင်းစိတ်ရှည်ခြင်းကူညီတတ်ကြပြီးတော့ကိုကိုကိုဂုံယူတတ်ကြတယ်လို့သူတပားကလည်းနှွေးထွေးစွာကြိုဆိုတတ်ကြတဲ့သူတွေလို့ဆိုပါတယ်။မြန်မာနိုင်ငံမှာအမျိုးသားတွေဟာရုပ်ရည်ချောမောချင်းတာမကပဲလူတွေရဲ့အကျင့်စရိုက်လက္ခဏာကိုပါဆန်နှုံတတ်မှတ်ဖော်ပြထားတာတွေ့ရှိရပြီးတော့အလှူဒါနပေးကမ်းခြင်းတူတူလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အောက်မှာတရုတ်ထိုင်းဗီယက်နမ်တို့လိုနိုင်ငံတွေကရှိနေတာကြောင့်အာဆီယံဒေသအတွင်းမှာတောင်မြန်မာတွေကအချောဆုံးလို့ဆိုရမယ်အနေထားပါ။ဒါပေမဲ့နိုင်ငံကတော့ဆင်းရဲလွန်းတာကြောင့်ထိုင်းတရုတ်မလေးရှားလာအိုနဲ့ဗီယက်နမ်အထိပါ ောက်ခြေလုတ်သားတွေဖြစ်တွားရောက်လုတ်ကင်နေကြပြီးတော့ဝငွေရှာဖွေနေကြရပါတယ်။ဆိုတော့မြန်မာအမျိုးသားတွေဟာရုပ်ရည်ချောမောပြီးစိတ်ထားကောင်းကြပြီမယ်။ဘဝပေးအခြေအနေအရတိုင်းတစ်ပါးမှာသူတစ်ပါးမလုတ်ချင်တဲ့အလုပ်တွေမှာအများဆုံးလုတ်ကင်နေကြတာကိုတွေ့ရှိရပါတယ်။ ဒါအပြင်အာဆီယံ10နိုင်ငံထဲမှာမြန်မာနိုင်ငံဟာအစင်းရဲဆုံးနဲ့ဝန်ငွေအနည်းဆုံးနိုင်ငံဖြစ်နေပြီးတော့နိုင်ငံအသွင်းမှာလည်းအလုတ်လက်မဲ့များပြားနေကြပါတယ်။အခုလိုအာရှဒေသမှာရုပ်အချောဆုံးယောက်ျားများနိုင်ငံများစင်20မှာမြန်မာနိုင်ငံကအဆင့်3နေရာမှာရရှိနေမှုကဂုံယူစရာလို့ဆိုရမှာဖြစ်ပြီးဝမ်းသာစရာပါ။ဖိလစ်ပင်နိုင်ငံကလုံရှားနေစေမီတောင်24ခုထဲကတစ်ခုဖြစ်တဲ့ကန်လွန်မီတောင်ဟာဒီနေ့ပောက်ကွဲသွားခဲ့ပါတယ်။ 2025ခုနှစ်ဧပြီလ10ရက်နေ့မနက်ပိုင်းမှာစတင်ပောက်ကွဲခဲ့တဲ့အဆိုပါမိတောင်ပောက်ကွဲမှုကနေပြာမှုန့်လွှတ်ထုတ်မှုကမိသား4000ကျော်မြင့်ခဲ့ပါတယ်။ကြောင်မက်ဖွယ်ရာအတန်ကြီးတွေနဲ့ပောက်ကွဲခဲ့တဲ့အတန်ကြောင့်လူတွေထိတ်လန့်ခဲ့ပေမဲ့လူထိခိုက်ဒဏ်ရာရရှိမှုကကနဦးမတွေ့ရသေးဘူးလို့တော့သိရှိရပါတယ်။ဆိုပါကံလုံးမိတောင်ပောက်ကွဲမှုကိုဖိလစ်ပိုင်နိုင်ငံမှာအန်ဒီရဲ့အဆင့်အုံအဖြစ်သတ်မှတ်ထားပြီးတော့နေရရွှေ့ပြောင်းပေးမှုတွေပြုလုပ်နေတာတွေရှိနေပါတယ်။ တကယ်ကိုထိတ်လန့်ဖွယ်ရာအတန်နဲ့ပြင်းထန်စွာပေါက်ကွဲခဲ့တဲ့ရုပ်တံမြင်ကွင်းကတခြားနိုင်ငံကလူတွေအတွက်ကြောက်စရာဖြစ်ပေမဲ့ဖိလစ်ပင်နိုင်ငံအတွက်တော့မထူးဆန်းတဲ့ပုံပါဒေတာအစိုးရကကံလွန်မိတောင်ပတ်ဝန်းကျင်အနီးကိုတွားရောက်ခွင့်ပိတ်ပင်လိုက်တယ်လို့လူထုအတွက်ပြာမှုတ်တွေမရှိမိစေဖို့မတ်စ်တွေပေးဝေနေတာကိုလည်းလှုပ်ဆောင်နေပါတယ် ဖိလစ်ပိုင်မှာအချိန်မရွေးပောက်ကွဲနိုင်တဲ့မိတောင်24လုံးရှိပြီးတော့အခုကန်လွန်မိတောင်ကလည်းအပါအဝင်ဖြစ်ပါတယ်။မြန်မာပြည်မှာငလင်ဘေးဒဏ်ခံရမှုကနေလုံးဝလွတ်ကင်းနိုင်တဲ့နယ်မြေရှိတယ်ဆိုတာသိကြပါသလား။ဒီရက်ပိုင်းမြန်မာပြည်မှာပြင်းထန်ငလင်တန်းကြောင့်လူတွေအများစုကြောက်ရွံ့ထိတ်လန့်နေကြတဲ့အခြေအနေမှာရှိနေကြပါတယ်။အထူးသဖြင့်ရန်ကုန်လိုမြို့ပြဒေသတွေမှာငလင်ဘေးဒဏ်ကိုအထူးစိုးရိမ်နေကြရပြီးလူကင်းရနေရာကိုရှာဖွေနေကြပါတယ်။ မြန်မာနိုင်ငံမြေမျက်နှာသွင်းပြင်အနေထားနဲ့မြေကြီးတည်နေရာအရငလင်ဘေးဒဏ်ကနေလုံးဝလွတ်ကင်းနိုင်တဲ့နေရာကရှားပါပါတယ်။ဒီလိုရှားပါနေတဲ့အထက်ကမှတဘာဝဘေးဒဏ်တွေဖြစ်တဲ့ငလင်ဘေးဒဏ်၊ဆူနာမီလိုရေကြီးတဲ့ဒဏ်၊မိတောင်ပေါက်ကွဲမှုဒဏ်တွေကနေပါလွတ်ကင်းနိုင်တဲ့နေရာတော့ရှိနေပါတယ်။ဒီနေရာကဘယ်နေရာလဲဆိုရင်တော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဖြစ်တဲ့ထဝဲမြိတ်နဲ့ကော့တောင်ဒေသတွေဖြစ်ပါတယ်။ ဒီမြို့နယ်ဒေသတွေကိုငလင်ဘေးဒဏ်ကနေလွတ်ကွင်းနိုင်ကြောင်းပညာရှင်တွေကသာအတိမတ်ပြုထားကြပြီးတော့ဆူနာမီဒဏ်ကနေပါလွတ်ကွင်းနိုင်ပါတယ်။ထိုဝယ်မြို့မြိတ်မြို့တွေဟာငလင်တန်ပြင်းအားပြောတဲ့ဒေသတွေဖြစ်ပြီးတော့မြန်မာပြည်မှာငလင်ဘေးဒဏ်အလွတ်ကင်းဆုံးမြို့တွေဖြစ်ကြပါတယ်။ တဘာဝဘေးဒဏ်ဟာရှောင်လွှဲလို့မရတဲ့အရာဖြစ်ပေမဲ့ပြက်ရွှေ့ကြောတွေနဲ့ဝေးကွာလေးလေးပြင်းအားပြော့လေးလေးဖြစ်ပြီးလုံခြုံမှုရှိပါတယ်။တချို့ပညာရှင်တွေကဖအံနဲ့မော်လမြိုင်မျိုးတွေဟာလည်းငလင်တန်းအားအပြော့ဆုံးခံရတဲ့နေရာတွေမှာတည်ရှိတယ်လို့ဆိုထားကြပါတယ်။မိတို့ဆိုစေမြန်မာပြည်အောက်ပိုင်းဒေသတွေဟာတခြားနေရာတွေထက်ငလင်တန်းအပြော့ဆုံးခံရတဲ့ဒေသတွေဖြစ်ပြီးတော့လူနေနေပါပါတယ်။